အကိုကဆွဲလိုက်တာတကယ်ကင်ပိုင်းတို့ပတ်သွားဟုတ်တယ်ဟုတ်တယ်အရင်ချစ်ဖို့ကောင်းတယ်ဗောနော်တချို့ဒီသူနဲ့နန်းနေစင်းဆိုတော့သူတို့ကတုံတိုကြတာဗောနော်အမှန်ဆိုရင်တကယ်မနန်းပါဘူးကျွန်တော်တို့ဒီတိုင်းပဲဟန်ပြတာဗောနော်အခုတော့ကွင်ချီတအန်တချင်းတက်မှာလဲသူကတော်တော်လာအထက်မှာလေမကကဆာအဝစားကတော့တော်တော်လာသူနဲ့လိုက်တယ်ဗောနော်ဒီ MTV ကိုပြင်ကြည့်တိုင်းပြင်ကြည့်တိုင်းကအော်ငါတို့ပြင်ပန်းထားရတာဂျုံနဲ့တယ်ဗောနော်ဂုံကြထားတာဂျုံနဲ့တယ်ဗောနော် ထောင်ကန်တော့မသွားရောရာရှိပေါ့ရာရှိပေါ့ဟုတ်ဒီဆောင်ခဲ့ကြရဲအချီးရဲ့အအခုတော့ကိုင်ချင်တဲ့ fan ကอืมအရင်ချစ်ဖို့ကောင်းတယ်ပေါ့နော်တချို့ဒီသူနဲ့ဖတ်တဲ့ thing ဆိုတော့တို့ကတုံတော်ကြတယ်ပေါ့နော်နောက်ပြီးတော့သူသူနဲ့နန်းနေတာလဲအမှဆိုရင်တကယ်မနန်းပါဘူးကျွန်တော်တို့ဒီတိုင်းပဲဟန်ပြတာပေါ့နော်ဒါပေမဲ့သူရဲ့ project ကတုံတော်ကြတယ်ပေါ့နော်တဲ့အထက်မှာဟိုပါတက်နက်ပစ်ခံရတဲ့အချိန်ကသူတို့က လိုက်နာတယ်ပေးတယ်ဗောနော်သူ့ကိုဘာလို့ဘာကြောင့်ဘာလို့သူ့ကိုတေခိုင်းတာဗောနော်အဲ့ဒါဆက်လမ်းပဲလို့သူတို့ကအစားကသူကရုပ်ရှင်ချင်နေတာဒီချင်းကလေအကုန်လုံးရုပ်ရှင်ချင်နေတာဘယ်တော့ထွက်မှလဲတဲ့ဒီစက်ကားကိုတဲ့အကုန်လုံးကလည်းချိန်ကြတယ်ဗောနော်တက်တက်ဆိုလို့ရှိရင်သူက MTU မှာတိတ်မမြင်ကြဘူးလေနော်သူ့ရဲ့ပရိတ်သတ်တွေလည်းဒီတစ်ခေါက်တအန်တချင်းတက်မှလည်းသူကတော်တော်လှရအထက်မှလေမက်ကကဆအဝစားကဆတော်တော်လှသူနဲ့လိုက်တယ်ဗောနော်ဒီ character ကအာသူ့ရဲ့ပရိတ်သတ်တွေလည်းတော်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 များများချိန်ကြပါတယ်ဟုတ် အားပေးခဲ့ပါနဲ့ဟုတ်နောက်ပြီးတော့ဒီအဲထဲမှာလည်းဒီအဲထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ပါဝင်ပေးတဲ့လူတွေအများကြီးပဲဒီ extra တွေပေါ့နော်ဒီ gangster အဖွဲ့တွေဆိုလို့ရှိရင်အယောက်20ကျော်ကျွန်တော်တို့တုံထားပါတယ်နောက်ပြီးတော့ဒီ ဖိုက်တင်ချရလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဂျင်ကထရိနာတွေကျွန်တော်တို့9ယောက်6ယောက်လောက်တော့အကူအညီတောင်းထားပါတယ်သူတို့သူတို့လည်းအထက်မှာအကုန်လုံးပါဝင်ပေးကြတာပေါ့နော်အာနောက်ပြီးတော့ဒီတခြားနေရာမှာဆို location လဲဆိုလို့ရှိရင်လည်းကျွန်တော်တို့3လေးခုတော့တုံးထားရတယ်ပေါ့နော်ဟုတ်တောင်ကြီးဘက်ကနံပါတ်မျိုးရောကျွန်တော်တို့ဒီအစိုကက်ကိုအရင်ဆုံးရိုက်တယ်အစိုကက်မှာဆိုလို့ရှိရင်အရင်ခက်ခဲပြီးမှကျွန်တော်တို့ရိုက်ကူခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မေပင်ပေါ်မှာရိုက်တာမဟုတ်ဘူးနော်လေပေါ်ရေပေါ်မှာရိုက်တာပေါ့နော်ရေပေါ်မှာရိုက်တဲ့ချိန်ကရေကခဏခဏလှုပ်တယ်ဒရိုက်တာဘက်လည်း လောက်တဲ့ချိန်ကလည်းတိတ်အစ်စမပေးဘူးပေါ့နော်ကျွန်တော်တို့ရေငြိမ်တာလည်းစောင့်ရသေးရဲ့အဆိုကပ်ပဲပေါ့နော်ကျွန်တော်တို့နေ့လယ်ကနေညအထိရိုက်တယ်နေ့လယ်ကနေဒီညနိုင်စင်နဲ့ပါပါပေါ့နော်ကျွန်တော်တို့ညအထိရိုက်တယ်ကြည့်ရတာခဏလေးတမန်ကျွန်တော်တို့ရိုက်တဲ့ချိန်ကတော်တော်ပင်ပင်ပန်းပန်းရိုက်ခဲ့ကြပါတယ်ဟုတ်လိုအနေရထားလဲဆိုရုပ်ရှင်ထုတ်လို့ရတာပေါ့နော်စကားကကျတော့အတန်မပြီးဘူးလို့ရုပ်ရှင်ရုပ်ရှင်ရိုက်မယ်ဆိုလို့ရှိရင်စကားပြရမှာပေါ့နော်စကားပြောတဲ့အချိန်မှာ အခက်အခဲရှိတယ်ပေါ့အဲကြောင့်မလို့မရိုက်ဖြည့်တာပါလို့ဒါမှကိုယ်နဲ့လိုက်ဖက်တဲ့ character ရှိလို့ရှိရင်တော့စမ်းကြည့်ရှင်းပါလေဟုတ်ဒီ MTV ကိုပြင်ကြည့်တိုင်းပြင်ကြည့်တိုင်းကအော်ငါတို့ပြင်ပန်းထားရတာဂျုံနဲ့တယ်ပေါ့နော်ကုန်ကြထားရတယ်အာဂျုံနဲ့တယ်ပေါ့နော်ဘာလို့ဆိုတော့အရင်မိုက်တယ်ပေါ့နော်ရလာလာပြီးဆက်နဲ့ကိုပေးထားလိုက်တဲ့ဟာနဲ့နောက်နောက်ချင်းကြရလို့ရှိရင်လည်းကိုအတက်ကြည့်လာချင်းပြင်ကြည့်ရင်အမတရားတစ်ခုပဲလို့ကျွန်တော်တို့ခါတိုင်းထက်တော့နပုတ်နပုတ်စာတော့အကုန်လဲပေါ့နော်ဟုတ်နော်ဘာလို့ဆိုတော့ကိုကအကုန်လုံးအကောင်ကြိုက်တာပေါ့နော်ဒီဟာလည်းတိုးထက်တိုးဟိုလည်းထက်တိုးဆိုတော့ ရရင်ရရင်နဲ့ပိုချီးသွားပါအဲ့လိုပေါ့ထောင်နဲ့ကြီးသွားတာလေအမ်ထောင်ကနားလည်းမသွားရောရရှိပေါ့ရရှိပေါ့မနှမျိုးပါရောအကုန်လုံးကဒီအမတ်တရားလည်းဖြစ်ခဲ့တယ်နောက်ပြီးတော့ကိုဘွားကိုဘွားမှာကျင်ခဲ့မှာပေါ့နော်ဒီဟာတွေကတသက်လုံးကျင်ခဲ့တဲ့အရာဆိုတော့လေနောက်ပြီးတော့ break တက်တွေလည်းကြိုက်တဲ့ချိန်ကအမ်မနှမျိုးပါရောမင်းစံခဲတန်မောတချမ်း ဒီလိုမျိုးတရှင်ရိုက်နိုင်ဖို့လဲကိုကလည်းအရင်ချမ်းသာပြီးမှရိုက်ခဲ့တာမဟုတ်ဘူးကိုကလည်းဒီကိုရဲ့အနုပညာထဲကအနုပညာကြီးထဲကနေစုပြီးမှတပုတ်ချင်းစီတပုတ်ချင်းစီအဲ့လိုမျိုးထောက်ရတာပေါ့နော်တချို့ကထင်နေတာအော်သူကတော်တော်ပတ်စံဖြုံးတာအရင်ချမ်းသာနေတဲ့ထင်နေပေါ့နော်အာတကယ်တကယ်တော့မဟုတ်ပါဘူးလို့အာဒါဆိုင်တော့လည်းအကုန်လုံးကဒီတိုင်းပဲပတ်စံစုပြီးမှတပုတ်တပုတ်ဆိုတော့အကြာကြီးပဲထောက်ရတာပေါ့နော်မလွယ်ဘူးနော်တပုတ်တပုတ်ထောက်ဖို့ဆိုတာအချိန်အကြာကြီးပေးရတယ်ဟုတ် အတိအကျဆိုတာ quality ကောင်းတာကြိုက်တယ်မဟုတ်လားသဆိုင်ရတယ်လေအာတကယ်လို့ဒီထက်ချင်တာရှင်ဒီထက်ကောင်းအောင်ချာချာချင်နေတယ်ဒါပေမဲ့ကိုကကိုယ့်နိုင်နိုင်တဲ့ budget ထဲကနေပဲဒီလောက်ပဲလုပ်နိုင်သေးတယ်ပေါ့နော်နောက်ထပ်နောက်ထပ်ကိုအရင်စင်ပြလာချင်တယ်ဒီထက်ကောင်းတဲ့အရာတွေကို feedback ကိုပေးရှင်ပါတယ်အာကိုကိုကိုတော့အားမရတယ်ဘူးနော်ဒါပေမဲ့ဒီထက်ကောင်းအောင်တော့ဆက်စ조사ရှင်တယ်နောက်ပြီးတော့ကိုကလှုပ်ရှင်တဲ့အရာတွေလည်းအများကြီးရှိသေးတယ်ပေါ့နော်ကိုကိုကိုတော့ အရင်အောင်မြင်အောင်အောင်မြင်တဲ့လူတော့မချင်းမယူစတဲ့ဘောเนาะကိုကဒီလမ်းပေါ်မှာစ조사နေစေတဲ့လူတယောက်ပါဟုတ်